ဲကျွန်တော်တို့ဂိမ်းပါတွေကလက်တကွမ်းกว่าပါတယ်ကျွန်တော်တို့ကို experience ပေါ့နော်တွေ့အကြုံအသက်တွေအများကြီးဝမ်းနေစရာဝမ်းသာစရာစိတ်လှုပ်ရှားစရာအများကြီးပေးနိုင်တဲ့ဂိမ်းတွေ mission တွေကကျွန်တော်တို့ရဲ့လက်တကွမ်းกว่าပါတယ်အများတန်းရှိရယ်ပေါ့နော် အဲဒါပေမဲ့ကျွန်တော်တို့ဂိမ်းမာတွေကများသောအားဖြင့်အကြိုက်ပြောင်းလေးမရှိကြပဲကျွန်တော်တို့နှစ်သက်တဲ့အရာကျွန်တော်တို့ကြိုက်နေကြအရာတွေပဲထပ်ခါတခါလုပ်လေးရှိရဗျာအဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Neptune Channel ကိုပြန်လည်ကြိုဆိုလိုက်ပါတယ်အဲဒီနေ့မှာတော့ကျွန်တော်တို့ဟာအကြိုက်ပြောင်းလေးမရှိရဲဂိမ်းမာတွေအတွက်တခါလောက်တော့လုံကြည်တင်တဲ့ for fan အတွက်ပဲဖြစ်ဖြစ်တခါလောက်တော့လုံကြည်တင်တဲ့အရာလေးအကြောင်းကျွန်တော်ဒီဗီဒီယိုလေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲဒါကျွန်တော်အခုပဲစလိုက်ရအောင်နော် ပထမဆုံးတစ်ခုကတော့အလွယ်ဆုံးနဲ့ပဲကျွန်တော်တို့အရင်စလိုက်မယ်ပေါ့နော် try out different genre ပေါ့နော်လုံးဝအ gain အမျိုးအစားမတူညီတဲ့ gain တစ်ခုကိုကစားကြည့်ခြင်းပေါ့နော် ဥပမာကျွန်တော်ပြောရင်အခုဒီ Game Store မှာဖြစ်ပဲ App Store မှာဖြစ်တကယ် game ကောင်းလေးတွေအများကြီးထွက်တယ်ဗျာဥပမာ FPS တို့ shooter တို့ကြိုက်တဲ့လူတွေဆိုရင်တော့ပုံမှန် Call of Duty Battlefield CS:GO အဲ Fortnite တို့လို traditional shooter တွေလုံးဝမဟုတ်ဘဲတဲ့ Control လို့ Ghost Rider Tokyo လို့ဗျာလုံးဝအတွေ့အကြုံအသစ်တွေပေးနိုင်တဲ့ game တွေကိုလုံးဝ general အသစ်တစ်ခုကိုပြောင်းစရာမလိုပဲစော့ကစားနိုင်နေပြီဖြစ်တယ်ဗျာအဲအဲ့လိုပဲ action game တွေကြိုက်တဲ့လူတွေဆိုရင်လည်း developer မတူတာနဲ့လုံးဝ game ရဲ့ system တွေလုံးဝကစားပုံကလုံးဝမတူညီတဲ့ game တွေကျွန်တော် January ပြောင်းစရာမလိုပဲနဲ့ကိုဒီ January မှာစော့ကစားနိုင်ဖြစ်တယ်ပေါ့နော်။အဲဒါမဲ့အဲ့လိုဆိုတာနဲ့ပဲတစ်ခါလေကျရင် January လုံးဝမျိုးစားမတူတဲ့ game ကိုကစားကြီးလိုက်တာအတင်နောင်နာရကြတာမရှိဘူးဗျာ။ဥပမာ border က single player game တွေပဲအများနဲ့ကစားနေကြဆိုရင်တကယ် reaction time တွေအရမ်းမြန်နဲ့ရှူတာ game တွေဥပမာ CS ကတချို့ player ရဲ့ reaction time တွေအရမ်းမြန်တာနော်။အဲအဲ့လိုပဲ smite တို့ game တွေကိုကစားခြင်းဗျာ။အဲပထမဆုံး border ကဗျာဟိုချက်ချင်းတိုက်ကြမယ်လို့ကျွန်တော်ပြောနေရမှာပထမဆုံး လူတွေဖြစ်တဲ့အတွက်ဗျာဘောရအောင်ရင်တီးမှာပဲဒါပေမဲ့အဲ့အဲ့ဒါဘောရတော့ပြောစရာကောင်းနိုင်တယ်ဗျာအဲအဲ့လိုမှမဟုတ်ဘူးပြင်လေဘောရအောင်မှာ God of War တို့ Assassin's Creed တို့ FIFA တို့ Spider-Man တို့လိုမျိုးအများအတန်းအကောင်းတကအကောင်းဆုံး AAA game တွေပဲကစားနေကြပေါ်တာဆိုရင်အဲ့လိုဈေးချိုချိုနဲ့အဲ့လို indie developer တွေထုတ်ထားတဲ့ game တွေပေါ့နော်အဲ့လိုအပေါ်ကနေမြန် top down western RPG လေးတွေကစားခြင်းလေသူတို့တင်ဆက်ထားတဲ့ presentation တွေ idea တွေကဘလောက်ထူးခြားလဲဆိုတော့ကျွန်တော်မြင်နေရမှာဖြစ်တာဒီ game design မှာပဲလေသူတို့ကဒီ game ပေါ်ခမ်းနားမှုပေါ်ပတ်စံမဆိုင်နိုင်တဲ့အချိန်မှာ game design ပေါ်ပဲပတ်စံဆိုင်ပြီးထုတ် ုပ်ထားတာဖြစ်တဲ့အတွက်ဈေးရှုသလို stock ကလည်း player ကိုလုံးဝမတူညီတဲ့ unique ဖြစ်တဲ့ fee ကိုပေးတာဖြစ်တယ်ဗျာတိတာအဲအဲ့လိုပဲ border က online bet တဲ့ arena တွေမှာပုံမှန်သူများလူတွေကိုအယူလုံးနေကြ border ဆိုရင်အဲအယူလုံးနေကြ game shop နေကြ gamer ဆိုရင် environment နဲ့ပဲပတ်သက်ပြီး story ကိုပြောရတဲ့ source slide တွေကဘာတွေကို စောက်ရမ်းမှန်ရတိဆောက်ထားတဲ့ MMORPG တွေကိုကစားခြင်းပေါ်တော့တကယ်မတူညီရဲ့အမြင်တွေအတွေ့အကြုံတွေပေးမှာဖြစ်တယ်ဗျာဒီလားကျွန်တော် multiplayer game Dota ကနေပထမဦးဆုံး single player game ကို Witcher 3ကိုပြန်ဆောက်တဲ့အချိန်ကျွန်တော်တို့အယောင်းလေးရောအယောင်းတစ်တွေပထမဆုံးမြင်ဘူးလို့ပဲဗျာဒီလားအဲ့လိုပဲအဲ့အဲ့လိုပြောလို့ game တစ်တခုပြောင်းဆောက်လိုက်တာနဲ့ပေါ့နော်ပေါ်တာဒီ game နဲ့ချက်ချင်းတန်း click ဖြစ်ပြီးတော့တန်းကြိုက်သွားမယ်လို့ပြောတာတော့မဟုတ်ဘူးဒါပေမဲ့အဲ့အဲ့လိုမျိုးအတွေ့အကြုံတစ်တန်းကြိုက်သွားမိတဲ့အခါမှာတော့လုံးဝကဘာတစ်တခုတွေအခြေလက်လန်းစလိုက်ရတယ်ပေါ့ဗျာ အဲအဲ့အတွက်ကျွန်တော်က general လုံးဝအစ်တစ်တစ်ခုပြောင်းစော့ဖို့ပေါ်လာတယ်တိုက်တွန်းလိုက်ပါပေါ့နော်အဲကျွန်တော်တင်ဆက်ပေးသွားမယ်ဒုတိယအချက်ကပေါ့နော်ဟို difficulty system ပေါ့နော် easy normal အဲ difficulty system ကစားခြင်းပေါ့နော်အဲပုံမှန်အားဖြင့်ကျွန်တော်တို့ကဒီ game တစ်ခုကိုပို့ပြီးတော့ alive ပေါ့နော်အသက်ဝင်နေအတွေ့အကြုံသိတယ်ခံစားရခြင်းတယ်ဆိုရင်ဒီ game ပေါ်ပတ်သက်ပြီးတော့လုံးကြည့်ရတာများသောအားဖြင့်အခက်ဆုံး difficulty မှာစောင့်ကြည့်ခြင်းပေါ့နော်အဲ ။ဟိုမှာကျွန်တော်တို့ကပုံမှန်အားဖြင့်အလုပ်တွေရှိတယ်။ပို့ပြီးတော့စိတ်ဖြည်စီမှုအစ်စ်တွေမလိုချင်တဲ့ကျွန်တော်တို့လို့ပုံမှန်ပလေယာရတဲ့ normal normal difficulty မှာသာဒါကျင်တတ်ပြီ။ဒါဒါ normal ပဲ။ normal ဖြစ်ပြီ။အဲဒါမဲ့တခါလေလေတချို့ဂိမ်းတွေမှာကြတော့ hard mode ကိုကစားခြင်းလေ။ဟိုမှာ Halo, Call of Duty, ဟိုမှာ Dota ရဲ့ Agony, Eve, Devil May Cry, Hades တို့လိုတကယ်ကောင်းမွန်တဲ့ action game လေးတွေကိုကစားကြည့်မယ်ဆိုရင်လေ तू ကတကယ်အမြင့်ဆုံး difficulty မှာဆို तू ကနောက်ဆုံးနောက်တစ်ဂိမ်းတစ်ခုလိုပဲပြားသိတာကျွန်တော်တို့စော့နေကြဒီဂိမ်းနဲ့တိထားတဲ့ knowledge တွေအားလုံးဒီဂိမ်းကယူပြီးတော့ဗတိမ ဘက်ကလွတ်ပြက်လိုက်ပြီးတော့ဒီ game ကိုအစအဆုံးပြန်တွေးခိုင်းတာဗျာသိလားအဲဒီခါလေးကျရင်အဲ hardest difficulty ပေါ့နော်အမြင့်ဆုံး difficulty မှာပါတဲ့ boss ရဲ့ attack pattern ပေါ့နော်သူ့ရဲ့ attack attack pattern ကြီးအရန်လာလို့ကြည်နေမယ်ကျွန်တော်ကုတ် character ကိုသေသွားတာကျွန်တော်တို့ဒီခါလေးမသိလိုက်ဘူးဗျာသိလားအဲဒီခါလေးကတချို့ developer တွေကလည်းဒီသူတို့ရဲ့ game ရဲ့အခက်ဆုံး difficulty ပေါ့ဘလောက် view size မှုတွေထားရတယ်ဆိုတာဘောရမြင်ရအံ့ဩမှာဖြစ်တယ်ဗျာသိလားအဲတချို့ game ဟိုမကောင်းတဲ့ gain လေးဆိုရင်တော့နောက်ဆုံး hardest အခက်ဆုံး difficulty ကပုံမှန်သွေးများတယ်အဲ့ဘဲတွေရဲ့ attack damage ကပိုများလာတယ်ပေါ့နော်ဒါပဲဒါပေမဲ့ gain ကောင်းလေးတွေကြာရင်တော့ဒီ boss တွေမှာ attack pattern အစ်စ်ကစားဒီ boss တွေရဲ့အရင်ပုံစံနဲ့ပုံ second form ပွင့်လာတာလုံးဝမတူညီတဲ့အရာတွေကိုခံစားမှဖြစ်တဲ့အတွက်အဲ့ဒါပဲ gain ကောင်းလေးတွေကိုတိုင်းတာရတဲ့အရာဖြစ်တယ်ပေါ့နော် အဲအဲ့လိုမှမဟုတ်ရင်ပဲဗောဒါဆန့်ကျင်ဘက်နဲ့တခါလေကြရလေလုံးဝဟမဟုတ်ကိုသွားတာမဟုတ်ပဲနဲ့ easy mode ကိုပြောင်းပြီးတော့တွေးသမျှလေတွေးသမျှဘော့တွေတွေးသမျှရန်သူတွေရိုက်ခွဲနေရတယ်တခါလေကြစောင်းရန်အပန်းပြေနီးဖြစ်တယ်ဗောနော်အဲအဲ့တော့တခါလေကြဒီ game တစ်ခုမှာရန်ပြင်းလာတဲ့ခါကျ difficulty ကိုကစားကြည့်ဖို့ကျွန်တော်ကြံပေးလိုက်ပါတယ်ဗောနော် အဲကျွန်တော်အခုတင်ဆက်ပေးသွားမယ်တတိယအချက်က speed running ပေါ့နော် speed running ဆိုတာကဒီ game တစ်ခုကိုအတက်နိုင်ဆုံးမြန်မြန်နိုင်အောင်ကစားတဲ့နည်းပေါ့နော်အဲအဲ့နည်းကိုဘောရောတစ်ခါလေးစော့ကြည့်ပေါ့နော်အခုနကလိုမျိုးကျွန်တော်ပြောတယ်အခက်ဆုံး difficulty ကိုတင်တာကဘောရောအတွက်လွယ်နေသေးတယ်ဆိုရင်လုံးဝအမြန်ဆုံး speed run နဲ့ကစားတဲ့နည်းကိုကစားကြည့်ပါနော်အဲဘောရောတစ်ခါလေးကြာရင် video တွေထဲမှာအခုတွေ့ရင်တွေ့မယ်ပေါ့နော် Eden Ring ဆိုတဲ့ game တစ်ခုလုံးမင်း20တဲနဲ့ပြီးအောင်စော့သွားတာ Hades ဆိုတဲ့ game ကို10မိနစ်ထဲနဲ့အစားဆုံးနိုင်အောင်စော့သွားတယ်အကွက်တွေကိုပါတော့အဲ speed running ဆိုတာလေဒါတချို့ game တွေက တော့ share သဘောကြကြတယ်ဗောနော်အဲဒါမဲ့မလောက်ကြည့်ရသေးတဲ့ဘောဓာတွေအတွက်ကြောက်ဗျာ try ကြည့်မှသိမှာဥမာကျွန်တော် Dota 2တို့ League of Legends တို့လိုမျိုး Mobile Legends တို့လိုမျိုးအဲ့လိုနီးပြူဟာပိုင်းရာ multiplayer တွေပါတဲ့ game ဆိုရင်လည်းအတက်နိုင်ဆုံးပွဲကိုမြန်မြန်သိမ်းပြီးတော့ဒီ timing နေမှာဒါကတို့က DI နဲ့ထွက်ပြီးဒီလိုသိမ်းမယ်ဆိုပြီးစော့ကြည့်တာမျိုးဆိုတော့ speed running လို့ပြောလို့ရတယ်ဗောနော်ဥမာ speed running ရဲ့အဓိကအချက်ကဗောလေမိုက်တဲ့အချက်ကဘယ် game ကိုပဲဖြစ်ဖြစ်လုံးဝအသွင်ပြောင်းလိုက်တာဗျာတိလားဥမာဘောဓာရဲ့ဒီ game ကိုစော့နေရဲ့ယူရချက်က စကေးတွေပြနေဖို့မဟုတ်ဘာမှလုံနေဖို့မဟုတ်ပဲပွဲကိုမြန်မြန်တိမ့်ဖို့ဆိုတဲ့ယူရချက်တစ်ခုနဲ့ကစားနေဘော်ဒါရဲ့ယူမန်ချက်တွေဘော်ဒါရဲ့ဥတီချက်တွေအားလုံးကလုံးဝမတူတော့ဘူးဗျာဒီလား timing တွေစမှတ်ရပြီ single player game တွေမှာဆိုလဲဘောလာခိုးပြီးတော့နှစ်ချက်ခုံလို့ရမယ့်နေရာတွေစမှတ်ရပြီဗျာဒီလားများသောအားဖြင့်ဒီ game ထဲမှာတိတ်တိတ်ခိုးကြံခဲ့တဲ့ exploit လေးတွေ လူတွေမသိသတိမထားမိတဲ့အရာလေးတွေကိုယူပြီးတော့ဒီ game ရဲ့ assistant ကြီးကိုဒီလိုဆော့ရတယ်ဆိုပြီးရိုက်ခွဲပလိုက်တာဖြစ်တယ်ဗျာဒီလားကျွန်တော် navi ti1 ရရတဲ့အချိန် alliance ti3 ရရတဲ့အချိန်အဲဒါမျိုးတွေကဒါသူတို့က speed run ဆော့ပလိုက်တာဗျာ dota ကိုလုံးဝအဲအဲ့လိုအချိန်မျိုး bora speed run ဆော့ကစားပြီးဆိုတာနဲ့ဗျာဒီ game က bora နစ်မျောဖို့ကြိုးစားနေရကဘာကြီးမဟုတ်တော့ဒီ game ကလုံးဝအသွင်ပြောင်းသွားပြီး bora hatter ကိုခံဖို့စောင့်နေအကုတ်တစ်ခုဖြစ်သွားတော့ဗျာဒီလား ဲနောက်တစ်ခုကတော့ဘောရာရဲ့အကြိုက်ဆုံး game မှာဟိုတခြားထူးခြားတဲ့ role ကိုဆော့ကြည့်ပြီးပါမနော်မတူညီတဲ့ role တစ်ခုကိုပြန်ဆော့ခြင်းပါနော်အဲဒါကကျွန်တော်ထင်တာတော့ gamer တွေအားလုံးအတွက် ဟိုသက်ဆိုင်မဲ့လေယူဆရပြောက်မှာကျွန်တော်ကိမ်းပါတယ်ရဒီကောင်ကိုကျွမ်းကျင်စာဆော့တတ်ပြီဆိုဒီကောင်နဲ့ပဲဆော့လေးဆော့တာရှိရပေါ့နော် action game တွေမှာဆိုရဥမာ spare တွေဘောလား spare သုံးလို့ရပေါ်တာဆိုရ spare လုံးဝမသုံးပဲဓာတ်တွေနဲ့ ਧੀ တယ် hero ကိုကစားကြည့်တာအဲအဲ့လိုမှမဟုတ်ပဲ shooter game တွေမှာဆိုဘောလားအဝေးကနေချောင်းပစ်တဲ့ sniper ပဲဆော့နေကြဆိုရင်လုံးဝ pistol ကိုင်နဲ့ကောင်အဲ့လိုမှမဟုတ် rifle player ကိုဆော့ကြည့်ရပါဘောနော်အဲ့လိုဒီခါတိုင်းရွေးနေကြလမ်းကိုမရွေးပဲတခြားလမ်းကိုရွေးပြီးတော့ဘာဖြစ်လဲကြည့်ကြည့်ပေါ့ရသေးလားဥမာအရင် dax so so site dax so game တွေတော့မှာကျွန်တော်ကလေဒါဘယ်တော့မှ strength အင်အားပြည် weapon အကြီးတွေကင်နဲ့ဟို strength base character တခါမှမကစားဘူးဗျာသိလားလို့ magic ဒီရက်ကောင်မကစားဗျာဘာလို့လဲဆိုတော့ကျွန်တော် dota ထဲမှာလည်း magic ကစားတဲ့ကောင်ပဲကြိုက်လို့အဲဒါမဲ့ physical တီးဖို့လိုရင်တော့ strength အဲ့လိုဒီအာရှ samurai တွေလိုမျိုးနီးစနစ်ပေါ့နော်အဲ့လို dexterity ကိုပဲသွားမြင်တာဗျာကျွန်တော်ကတော့ strength ကိုတော့ထိအောင်မထိဘူးပေါ့နော်အဲဒါမဲ့ဒီ game ကိုနောက်တစ်ခေါက်ပြန် ဆော့မယ်ဆိုရင်အဲ့ boss တွေကင်ခဲ့တဲ့ weapon တွေကိုတုံးဖို့အတွက်ကြောင့်ကျွန်တော်တို့က strength တို့လေရာတိလာလုံးဝတော့ boss တွေကိုတက်ပြီးဒီတစ်ခါသူတို့တကယ်တုံးခဲ့တဲ့ weapon နဲ့သူတို့ရဲ့ spray တွေကိုတုံးကြည့်ဖို့စ조사ကြည့်ရတာဒါ fan ဖြစ်နိုင်တယ်ရာတိလာကျွန်တော်အရင်ဆုံးကစားတဲ့အဲ့လိုတော့ကျွန်တော်ကဟိုအရင်ဆုံးကဒီရာကဘောရအတွက်အကောင်းဆုံးနီလန်ဖြစ်ချင်မှာဖြစ်နေပြားပါလို့ဆိုဘောရစပယ်တုံးနေကြအောင်ကပြောင်းစော့လိုက်အဓိကအမှပဲရာတိလာဒါပေမဲ့ ဗောဓာအဲ့လိုအမြဲတမ်းအစ်စ်တွေကစားနေမှာလဲအမြင်အစ်စ်တွေကအမြဲတမ်းရနေမှာဖြစ်တယ်ဗျာသိလားဟာလေကြဲ့အဲ့ဒါကဗောဓာရဲ့ game play style မှာလိုအပ်နေတဲ့ jigsaw ရဲ့နောက်ဆုံး puzzle ဖြစ်နိုင်တယ်เนาะသိလားနောက်ဆုံးအကွက်လေးဖြစ်နိုင်တယ်အဲ့အတွက်ဗောဓာလိုအပ်တဲ့ different role ကိုကစားကြည့်ဖို့ကျွန်တော်တိုက်တွန်းလိုက်ပါတယ်ဗောနော်အခုကျွန်တော်တင်ပြပြီးမယ်အချက်ကတော့နောက်ဆုံးအချက်လေးဖြစ်ပါတယ်ဗောနော်အဲဒါကတော့ကျွန်တော်တို့စိတ်လျှော့ပြီးတော့ဂိမ်းတစ်ခုကိုတကယ်ကြိုက်ဖို့နှစ်သက်ဖို့စူးစမ်းကြည့်ခြင်းဗောနော် အဲကြောင့် gamer တွေကများသောအားဖြင့်ပေါ့နော် jet game နဲ့မှာပြောစရာစိတ်လှုပ်ရှားတာတွေကိုတွေ့ရတယ်လို့ပဲလို့ကျွန်တော်တင်းမိတ်တွေနဲ့အဆင်မပြေတာတကယ် toxic အစိတ်ဆန်တဲ့ player တွေနဲ့တစ်ခါလေကြာတဲ့နေရာလေးရှိရပြားသီးလား ်အဲဒီခါလေးကျရင်ကံမကောင်းစွာပဲပွဲစားတယ်ရအဲအဲ့လို player ပါတော့မယ်ဆိုတော့ကျွန်တော်စိတ်ထဲမှာခံစားနေမိပြီးသားဖြစ်တယ်ဗျာသိလားအဲအဲ့လိုအချိန်မျိုးကြာကျွန်တော်ဘော်ရာတို့အကြံပေးတာပထမဆုံးအနေနဲ့စိတ်ကိုရှော့ပြီးတော့ကိုကြိုက်တဲ့ hero ကိုကြိုက်တဲ့ player ကိုကြိုက်တဲ့ကိုကစားနေကြကောင်းကိုအကြိုက်ဆုံး hero ပဲရွေးချယ်သင့်တယ်ဗျာသိလားအနည်းဆုံးကိုကောင်းအောင်ဆောက်တယ်လို့လုံနေတော့ကိုရဲ့အကြိုက်ဆုံး character ကိုရဲ့အကြိုက်ဆုံး player ကိုရဲ့အကြိုက်ဆုံး hero ကစားရဘော်ရာတို့တော်တော်အနည်းဆုံးစိတ်သက်သာရမှာဖြစ်တယ်ဗောနော်အဲ့လိုကိုနဲ့အစင်မပြေတဲ့ player ကြောင့်ကိုဒေါသထွက်လို့တပွဲရှုံးပြီးွားတယ်နောက်ထပ်အကြံပေးနေတာ တစ်ခုอ่ะဂိမ်းတစ်ပွဲကိုတန်းပြီးတော့မစပါနဲ့ဘောဗျာဒီလားဒါကျွန်တော်အကြံပေးချင်တာဒီဂိမ်းကိုတကယ်ကြိုက်တယ်ဆိုရင်ဘောလားဒီဂိမ်းနဲ့မှနစ်မျောစရာကြီးဘောနော်ဒီဂိမ်းနဲ့ဒီမှာ Dota 2ဆိုရင် Dota 2နဲ့ပတ်သက်ပြီးတော့ tips and trick ပေးတဲ့ video တွေပေါ့နော်အဲ့လို online မှာတကယ် pro တွေလုပ်နေကြတဲ့ video တွေအများကြီးရှိပါအဲ့လိုသူတို့ကိုသွားကြည့်ကြည့်ပါနော်ဘောလားအတွက်လောကအမြင်တက်တွေပေးနိုင်တယ်ဗျာအဲအဲ့လိုမှမဟုတ်ပဲဒီဂိမ်းနောက်ကွယ်ရာဒီ lore ပေါ့နော် background story ဥပမာကျွန်တော် Roshan မတိုင်ခင် Roshan ကြီးကဘာကြောင့်ဒီနေရာမှာတက်နေလဲဗျာနေဘက်နေညဘက်တူဘာလို့နေရာပြောင်းနေလဲဆိုတဲ့ video တွေကိုကြည့်ကြည့်ပြရစီလားဥပမာ Dark Souls လို့ဘာလို့ဂိမ်းထဲမှာဆိုရင်ဒီ character တကောင်ရဲ့ history ကို ိပြီးမှချရတာပေါ့ဒါအတွက်ဒီ game ကိုခံစားနေရတဲ့ feel နောက်တစ် level ကိုဆွဲတင်ပေးလိုက်တာဗျာတိလားအဲ့လိုမှမဟုတ်ရင်လေ Steam review community ကို Reddit တို့က discussion တွေကိုသွားကြည့်ကြည့်ဗျာတိလားအဲ့မှာပဲကျွန်တော်တို့ကို game ကိုနှစ်တက်တက်ဆော့ဆော့ဆော့ပြီးတော့အဓိကနေရတဲ့တော်လို့ပေါ်တာလေ discussion တွေအဲသူတို့ကနေပြီးအဲ့ရနေပြီးတော့ကျွန်တော်အမြင်အသစ်တွေရည်စရာတွေရပါဖြစ်ပြီးပေါ်ရစိတ်ကိုအခြေအနေကိုပေါ်ရရဲ့ mood ကိုမကစားခဲ့ရနောက်တစ် level ကိုဆွဲတင်ပြီးတော့ move ဖြစ်တာမဟုတ်လို့ဒီ community ထဲမှာနေပါဒီ game ကိုချစ်ပါစိတ်အေးအေးထားပါဗောနော်အဲ့ဒါတကယ်ပေါ်ရ အတွက်ဒီ game ကိုပျော်ဝင်စေဖို့နီးလန်းကောင်းဖြစ်တယ်လို့ကျွန်တော်ကြံပြုလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့ဆိုရင်တော့ကျွန်တော်ဒီနေ့မှာတော့ကျွန်တော် channel လေးရနေ gamer တွေအတွက်တစ်ခါလောက်တော့လုံကြည်တဲ့အရာလေးတွေပြောပြရအတွက်ပဲဖြစ်ဖြစ်တစ်ခါလောက်တော့လုံကြည်တဲ့အရာလေးကျွန်တော်ဒီ video လေးနဲ့တိဆက်ခဲ့ပြီးသားရေးထင်ပါခင်ဗျာအဲ့တော့လည်းကျင်းရကြမဲ့ထင်ပါတယ်ကျွန်တော်စကားပြောရတဲ့မှာလောတာတွေအမပါပါတာရှင်လေသောရာကြီးနားလည်းပေးစေချင်ပါတယ်ခင်ဗျာအဲ့ဒီ video လေးကိုသဘောကျတယ်ဆိုရင်တော့ကျေးဇူးပြုပြီးကျွန်တော် channel ကို like နဲ့ subscribe လုပ်ပေးပါခင်ဗျာဒါကြောင့် channel လေးအတွက်အများကြီးထောက်ကူဖြစ်ပါတယ် အဲဒီလို content အသစ်လေးတွေကြားကြင်လဲဘောရောက်ကြားကြင်တဲ့ content လေးကိုကျွန်တော်ရဲ့ comment section မှာ comment ပေးနိုင်ပါတယ်ခင်ဗျာနောက်ဒီလို content လေးနဲ့အတူကျွန်တော်ပြန်လာခဲ့ပါဦးခင်ဗျာ peace